ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြည်ကြီးတကုံမြို့နယ်မှာစစ်မှုထမ်းစီရင်ထဲမှာပါတဲ့အကိုကိုမတွေ့လို့အသက်မပြည့်သေးတဲ့ညီဖြစ်သူကိုစစ်ကောင်စီရဲ့ရက်ကွက်အုပ်ချုပ်ရေးပိုင်းကမနေ့ကမေလ31ရက်နေ့ညပိုင်းမှာဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီဖြစ်စဉ်ဟာပြည်ကြီးတကုံမြို့နယ်စစ်မှုတရက်ကွက်မှာဖြစ်ခဲ့တယ်လို့သိရပါဗျ။မနေ့ကညပိုင်း9:00နာရီကရက်ကွက်အုပ်ချုပ်ရေးမှူးပြည်သူစစ်ခေါ်ပြူစောတိတွေနဲ့စစ်သားတွေကစစ်မှုထမ်းစီရင်ထဲမှာပါတဲ့လူငယ်ကိုနေအိမ်မှာလာရောက်ရှာဖွေခဲ့တယ်လို့သိရပါဗျ။ အိမ်ကိုလိုက်လာတာနာမည်စင်းပါတဲ့ကောင်လေးကကြောက်ကြောက်လန့်လန့်နဲ့ပြေးတာဘောလို့ဖြစ်စဉ်ကိုသိတဲ့ရက်ွက်နေပြည်သူတို့ကပြောပြထားပါဗါးစစ်ဗိုလ်တန်းစီးရင်ထဲမှာပါတဲ့လူငယ်ဟာအသက်20ခန့်ရှိပြီဖြစ်ပြီးတော့သူ့ကိုမတွေ့တာကြောင့်အသက်မပြည့်သေးတဲ့သူ့ရဲ့ညီဖြစ်သူကိုခေါ်သွားတယ်လို့သိရပါဗါးအဲ့ဒီကလေးကတော့အသက်14နှစ်ဝန်းကျင်ပဲရှိသေးတယ်လို့ရက်ွက်နေပြည်သူတွေစီကသိရပါဗါးပြည်ကြီးတခုမြို့နယ်ထဲမှာစစ်တပ်လက်ဝေကံပြူစောထီတွေကလူငယ်တွေကိုစစ်မှုထမ်းအတွက်ရှာဖွေတာ ဖမ်းဆီးတာတွေကိုရက်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့လုပ်ကင်နေတယ်လို့မြို့ကန်တွေကပြောပါတယ်ရက်ကွက်ထဲမှာရှိတဲ့လူငယ်တွေရှိတဲ့နေအိမ်တွေကိုစောင့်ကြည့်တာမျိုးရှိတယ်လို့အဲစင်းမကြခဏဝင်းရောက်ဆက်ဆဲလေးရှိတယ်လို့လည်းမြို့ကန်တွေစီကသိရပါတယ်လက်ရှိမန္တလေးမှာစစ်ကောင်စီရဲ့အုပ်ချုပ်ရေးပိုင်းကလာမယ့်စစ်မှုထမ်းအပတ်စဉ်14အတွက်လူအင်အားစုဆောင်းရှာဖွေတာတွေကိုပြုလုပ်နေတယ်လို့သိရပါတယ်စစ်မှုထမ်းအပတ်စဉ်73ကိုတော့အလဲပိုင်းတိုင်းစစ်ဌာနချုပ်အခြေဆိုင်ရာမန္တလေးနန်းတွင်းထဲမှာပြီးခဲ့တဲ့မေလ16ရက်နေ့ကပြုလုပ်ခဲ့ကြောင်းတရေရရှိပါတယ်ခင်ဗျာ